မော်ဘီနယ်ရေမြူနယ်မြောက်ပိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေလို့ဗီဒီယိုစေရေးတည်းရှိရှိနဲ့နေထိုင်သွားတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်တော်လိုင်းပူပေါင်းတပ်တွေစုံမထိချုပ်ထားတဲ့ရေမြူနယ်မြောက်ပိုင်းဒေသကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆက်အနာရှင်တန်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တို့အော်တိုဘလာဆေကာစာပီအော်တိုဘလာ19အထိနေစဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ ဆက်နာရှင်တက်စစ်ကြောင်းဟာဂျီဝါတွေကလန်တစ်ဖက်တစ်ချက်မှရှိရောဘာချန်တွေထဲပျောက်ကြားပုံစံနဲ့ကင်းဖို့ဖွင့်နေကြတယ်လို့ဒေတာခန်တွေကပြောပါတယ်။ဒါကြောင့်ဒေတာခန်ပြည်သူတွေတော်တယ်မသွားရေလို့ချန်လူငယ်တွေရထားရပြီးအချို့ကလည်းအခြားဒေတာတွေကိုဒိရှောင်နေကြတယ်လို့ဆိုပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့တွင်အထင်နာနေတဲ့ဆန္ဒရှင်တဟာရတပီသူတွေနေထိုင်တဲ့ကြီးဝါတွေဘက်ကိုလက်နေချင်းနဲ့ရန်တပ်ပစ်ခတ်နေတယ်လို့တော်လိုင်းအင်အားစုတွေက ပြောပါတယ်။ဒါကြောင့်ဇမညာတက်တော့အာမအီအနေနဲ့ဒေသခံပြည်သူတွေစီအသည်တတိရှိရှိနဲ့နေထိုင်သွားလာကြဖို့မိတန်ရခိုင်နဲ့အကြောင်းအောက်တိုဘာလ16ရက်နေ့ကထုတ်ပြန်တိုက်တွန်းထားပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစုမှုထားတဲ့ရင်းမြစ်နယ်မြောက်ပိုင်း အမှတ်ရှိပြီးတော့စုလမ်းမကြီးကို ပြန်လဲထေချိုဖို့အင်အား၄၅ကြာရှိတဲ့ဆက်နာရှင်တာစစ်ကြောင်းတို့ကြောင်းဖွဲ့ပြီးတန်တစီအမျိုးနဲ့အစတ်ထိစစ်ကြောင်းထုံနေတယ်လို့ဆိုပါတယ်ဆက်နာရှင်တက်စစ်ကြောင်းကိုမွန်တော်လိုင်းရတဲ့ MSRF ရေးပြည်သူ့ကာကွယ်ရေးတပ် YFDF ဆာမညာတက်တိုအာမအေ KNA တိုင်း20ကိုတက်ခွဲတဲ့ပြူဟာ32 ဒေါနာချီမိုယီတက်ခွေနဲ့တပိစွေတီပူပေါင်းတက်တို့ကတိုက်ခိုက်နေတယ်လို့တွန်လိုင်းအားစုတွေစီကသိရပါတယ်။